နိုင်ရိုးပဲနေရာထောက်လဲဆိုဒီမှာနိုင်ရိုးစပြင်းတာခြောက်တော်လေးနိုင်ရိုးလို့ဒီပေးတာပါလဲရှိသေးတယ်နှာခေါင်းပါလဲရှိသေးတယ်ပေါ့နော်ဒီရအခက်ဆုံးကပါလဲဆိုအသက်ရှူလို့မရတာတခုတော်တော်ခက်တာအဲ့လိုမပြောပစတ်တယ်ပဲအသက်ရှူရတာပေါ့နော်နှာခေါင်းကအပေါက်နှစ်ခုစလုံးကိုအကုတ်ပိတ်ထားတယ် အစားတစ်ခေါက်ကနန်ယူအစားထိုးကပဲပိုလှလာမယ်။နန်ယူထည့်ထားပါတယ်။ဒီဘေးရနာပါနဲ့နန်ယူထည့်ထားပါတယ်။ခေါက်တစ်ခုလောက်ကိုလှန်ပြီးတော့ပါအထဲကနေပြီးတော့ခွဲစိုက်တာ။ဖူကြည့်လိုက်တာဝတ်ကြွေတယ်ပါတယ်။ဒီလိုမျိုးဝတ်ကြွေရလေပတ်စံသိန်းထောင်ချီရှိနေမှာလုံလို့ရမှာ။အားလုံးမင်္ဂလာပါရှင်မော YouTube Channel ရရင်ကြိုဆိုလိုက်ပါတယ်။ Motine တစ်ဆက်ပေးခြင်းနဲ့တတိလီကတော့ LINE မှာမှနာမည်ကြီးနေတယ်။ဒီဆယ်လီလင်ဆန်းကတော့ညနာတစ်ခုလုံကိုသိန်းထောင်ချီကုန်ကြခံပြီးတော့ခန္ဓာကိုယ်ကအစိတ်ပိုင်းနေနန်ယူတွေယူပြီးတော့ခွဲစိုက်ပြပြင်ထားတာနဲ့ပတ်သက်ပြီးတော့အခုဆိုရင်လူပြ ော့များပြီးတော့ဝေဖန်ခံနေရတယ်ပေါ့နော်မျက်နှာကြီးကမလှလို့ဆိုပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆယ်လီနီဆန်ကတော့သူခွက်စိတ်ပြင်းပြင်းထန်တာတွေကိုပြန်လည်ချပြလာတာပဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်အစုံပါပါတယ်။မြန်မာနိုင်ငံမှာခွက်စိတ်နိုင်ဆိုလူသားဆိုလို့ရှိရင်တော့ဆယ်လီနီဆန်ပဲဖြစ်ပါတယ်။ကောင်းတယ်။ခွဲထားတာဟုတ်အထင်ရတယ်ခွဲထားတာ။ဒါကအပြည့်မပေါ့။အစားစားရအောင် တည်လေးပို့ရအောင်နေပါတယ်စေတောက်မဖြစ်ပါတယ်ညနေရောက်ကိုင်းရပဲနော်ဘယ်နဲ့အစောကြီးဆိုရင်တော့ဆရာမတွေသွေးပုံချိန်လာတိုင်းတယ်ဒီအတားရေတွေတောက်ပေးတယ်စေထဲပေးတယ်ခန္ဓာကိုယ်ခန္ဓာကိုယ်တစ်ခုလုံးတောက်ပေးတယ်ဟုတ်နော်အော် ီဆေးရောင်မှာခီးဆိုင်မှုတော်တော်ကောင်းတယ်။ဟိုအချိန်တိုင်းပဲ24နာရီဘာလို့ဆိုတော့ဆန်းစတညလောက်ခေါ်နေ။ဟိုဘက်နိုင်လည်းခေါ်ဒီဘက်နိုင်လည်းခေါ်ဆက်ဟိုခနာကိုမှလည်းခွဲထားရှိရခိုင်ကြတော့လေ။အဲလေဒါချင်းကြိုက်ခဲတဲ့ဟာလို့ဆိုရင်တော့ဆေးပေးတယ်။လောဘကမထားတော့တာ။အဲချောက်ယူဟိုအထဲ။ဟိုကဲချောက်ယူဦးတယ်ပါ။ကိုရောင်းရပဲနော်။ကိုမထားတော့တော့နည်းနည်းပဲဆက်တယ်။နည်းနည်းပေါ့ဒီပတာလေးဆက်တော့ပေါ့လား။ ဒီမှာကလက်မာတွေရောလက်ဝါးအစီခွဲဆောက်ထားတဲ့နေရာပါဒီဘက်တစ်ဖက်ရေဒေါက်တာဒီဘက်ချက်တစ်ဖက်ရေပေါ့နော်တစ်ဖက်ကျွန်တော်မျိုးဟိုဆော့တာပေါ့နော်အဲ့လိုမျိုးရကတော့ကတော့နော်ဒီမှာဒါကတော့ပေါင်တစ်ဖက်ကိုအစီဆော့တာပါခွဲပြီးဆော့တာပေါ့နော် Oh my god ဖတ်စလောက်ပေါ့နော်ဆော့တာရဲ့အစီကိုလည်းပြက်လိုက်တာပေါ့ဟုတ်ဘူးဆိုင်ရပြက်ထားပါပြန်ပြီးတော့ပါအစာထိုးထည့်ရပေါ့နော် ပြီးတော့ခြိုက်တဲ့နေရာအတိကမြကွင်းခြိုက်တဲ့ဟာကိုပြည့်သွားတယ်ဒီပါပါပါထဲမှာဆိုရင်လည်းခြိုက်တဲ့ဟာလည်းပူပူလည်းဖြစ်သွားတာပေါ့နော် ဆက်ကပြထားရဲ့ဒီခြေလက်တပဲလောက်တော့ဗောနော်ဒီရတားဆီလီကွန်တော့ဆက်ချိတာတော့လောက်တော့မဟုတ်ပါဘူးအော်ခွဲခွဲခန်းကနေထွက်လာတဲ့နေတော့ဆိုရင်တော့ဒီဆက်ချိလိုက်တာလားပါလားဗောနော်မေးကြလို့အောက်ပိုင်းချိလိုက်တာမဟုတ်ပါဘူးသူကတော့စီးသွားတဲ့အော်ပိုက်ချိထားလို့ပါအဲ့တော့ကြောင့်မို့ဗောနော်ဆက်ချိတဲ့ဟာလည်းသူသူလည်းဖြစ်တိုင်းဗောနော်အော်စီးသွားလို့ရှိရင်တော့အဲ့ဒါတက်လို့အစမပြေလေပထမခွဲထားရဲ့ဆိုတော့အကောင်လုံးနှာချေကြိုက်ခဲရဲ့ဆိုတော့ အဲအဲ့ဒါကြောင့်သူကစီးပိုက်ထည့်ထားတာပါနောက်တော့နိုင်ရိုးပဲတရားထောက်လဲဆိုတော့ဒီမှာနိုင်ရိုးထောက်ထားတဲ့နေရာပြမယ်နော်နိုင်ရိုးကကြတော့ဒီမှာပါဟုတ်ဒီနှုတ်ရဲ့အောက်ပေါ်ပေါ်တော့သူဖြတ်တာတလားလောက်ပေါ်တလားလောက်ဖြတ်တယ်လက်တောက်ချောက်စာလောက်ဖြတ်တယ်ပေါ့နော်အဲ့ဒါလေးကိုသူဖြတ်ပြီးသွားလို့ရှိရတော့နှာခေါင်းပြန်အစားထိုးလောက်တယ်ပြီးတော့လို့ရှိရင်နှာခေါင်းဘေးပါအခုလေအစ်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 လောက်ပြီးကြတာပေါ့နော်ဘာကောက်ပေါ်တော့ခစ်စားရတယ်နှာခေါင်းဘေးတာပါခြိုက်တဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုလေသူက နိုင်ရောပြစားထိုးတပေးတာပါနိုင်ရောနောက်နောက်တစ်ခုရှိတယ်ဒီနိုင်ရောဒီပါစာပြင်တာခြိုက်တော့လေနိုင်ရောတို့ဒီပေးတာပါလည်းရှိသေးတယ်တစ်ခေါက်ပါလည်းရှိသေးတယ်ပေါ့လားတတိရှိရနော်နိုင်ရောကတော့နည်းနည်းတော့အောက်တယ်ဇာတ်ကတော့ဘာမှဖြစ်ဘူးတော့လက်ကကျတော့လေဒီလိုမျိုးကိုယ်ကောက်ရခက်တယ်ဘာလို့လဲဆိုတော့အတာရှိသေးတော့လေအဲ့ဒါတစ်ခုပါကြတာကလို့ဆင်ပြေတယ်မြေထာဘက်ကင်တဲ့ဆရာနဲ့ဆင်ပြေတယ်ခန္ဓာကိုယ်ဘက်ကင်တဲ့ဆရာနဲ့ဆင်ပြေတယ်တော့တော့နေရအခက်ဆုံးကပါလဲဆိုရတာ အတရှူလို့မရတာတော့တခုတော်တော်ခက်တာအဲ့လိုမပြောပစက်တယ်ပဲတရှူရတာပေါ့နော်နှာခေါင်းကတော့နှာခေါင်းပေါက်စလုံးအပေါက်တစ်ခုစလုံးကိုသူအကောင်ပိတ်ထားတယ်အထဲမှာဆိုတော့သူကကိုဟုတ်တဲ့ကော်နဲ့အကောင်လုံးအပေါက်တစ်ခုစလုံးကိုအဆွတ်ဆွတ်ထားတာပေါ့နော်အပေါက်မရှိတော့အပေါက်ပိတ်ထားတယ်ဒါဆို open လောက်လို့ရှိရင်တော့ထည့်ရပေါ့နော်ဒါရင်အပြေပါလဲပိတ်အထဲမှာလဲပိတ်ထားတယ်လောကတရှူလို့မရဘူးနှာခေါင်းနဲ့အခုတော်တော်လေးမလှချင်တယ်ပေါ့နော်သူကတော့အဲ့လိုမျိုးပေါ့တောက်ရက်တောက်ရက် နေရပါဘောနော်တောင်ပြပြလို့ရှိရင်တော့နှာခေါင်းအသက်ရှူရအောင်သူကထုတ်ပြမှာပေါ့ဒီတစ်ခေါက်ပြထားပြင်တာကြတော့ဆရာဝန်ကနှာခေါင်းလည်းမလှနိုင်ဘူးတော့နှာခေါင်းပြန်ပြင်လိုက်ပါဆိုပြီးတော့မှနှာခေါင်းကပြန်ပြင်ဖြစ်တယ်ပေါ့နော်နှာခေါင်းကအစားနှာခေါင်းကနန်းယူအစားထိုးမှာပဲပိုလှလာမယ်ပိုရှည်လာမယ်ပိုပြီးတော့မှခြုံလာမှာပေါ့နော်စစ်စင်းလည်းဖြစ်ပါပေါ့နန်းယူနဲ့မဟုတ်ဘူးဆိုရင်တော့မလှဘူးလေအဲကြောင့်ဆီလီကောထုတ်ပြတော့မှအခုဆီလီကောနဲ့မဟုတ်တော့ဘူးကွာနန်းယူအစားထိုးအော်ခွဲစိုက်ထားတာပါဒီမှာနန်းယူထည့်ထားပါတယ်ဒီဘေးရတာ ါနဲ့တန်ရိုးထည့်ထားပါတယ်ဒီတစ်ခါတော့ခေါင်းကတော့ရှိလေးစင်းစင်းလေးဖြစ်သွားပါတော့နော်အဲ့ဒါလေးအစားတော့ကပတ်စံထမျောတယ်တန်ရိုးနဲ့မလောက်ချင်ဘူးနောက်ဆောက်တော့လည်းတန်ရိုးနဲ့ပဲပြီးရတာပါတော်တော်များများထိုင်းပါကျတော့တန်ရိုးနဲ့ပဲလောက်ကြတာများတယ် open လောက်တော့ပေါ့နော်နှာခေါင်းတစ်ခုလုံးကိုလှန်ပြီးတော့ပါအထဲကနေပြီးတော့ခွဲစိုက်တာဆန်ခွဲစိုက်မှုလောက်တဲ့ဒီ Act Hospital မှာပေါ့နော်အကောင်လုံးဆော့ဆော့ရရဆင်ပြေတယ်ဆန်တော့ကအခုကကျတော့ဝင်အိပ်ပြီးအခန်းမှာနေပါတယ် အကုန်လုံးအဆက်ဆက်ရရပေါ့နော်အကုန်လုံးရှိတယ်ပေါ့နော်ဒီမှာအာတောက်တော့ဒီမှာအာဟိုကလေးတစ်ယောက်နေမိနေရဆိုလို့တပတ်တီးတက်ပေါ့နော်အဲ့ဆရာနေရာလေးရှိတယ်ဆန်းနေရာဆိုလည်းတီးတက်လုပ်ပေးထားတာပေါ့နော်တော်တော်လေးကောင်းတယ်အခန်းလည်းတန့်တယ်ဒီမှာကြည့်နော်အချိန်တိုင်းဆရာမတွေလာပြီးတော့ဗာခရီးဆိုင်ပေးတယ်အရေချိုးတဲ့ချက်ရောက်လို့ရွှေတဲ့ခါကကိုလာတိုက်ပေးတယ်ပေါ့နော်ဆော့ဆော့ရရအကုန်လုံးကောင်းတယ် เนาะအဲ့ဒါကြောင့်ဖွင့်ခဲ့တဲ့အားလုံးလည်းဘာပဲလုံးလုံးပေါ့เนาะရေသားဆီလီကွန်တို့ပါတို့ပေါ့เนาะဟိုနှာခေါင်းဟိုဒီနိုင်ယိုးလုံးချက်ပဲတူတော့သွားဆိုရင်လည်းလာပြီးတော့ပါတိုင်ပင်ဆွေးနွေးလို့ရပါတယ်ဆန်ရဲ့ပြထား original တဘာဝပဲလှတယ်လို့ပြောတဲ့လူတကောင်လောက်ပေါ့เนาะဒီမှာ original ပေါ့ပါပဲသားလာလဲဆန်ကပရမအော်ရီဂျင်နယ်ပေါ့ကွာမြတ်ထာကိုအော်ဖီလာတွေထိုးတယ်ဘူတောက်စ်တွေထိုးတယ်ပေါ့နော်ဖီလာနဲ့နေလာခဲ့တယ်ပေါ့နော် အဲ့ဒါကြောင့်ပြထာကိုကြည်ရတာအဆင်ပြေနေတာပါအခုကကြာတော့ဖီလာတဲ့အကောင်လုံးခွဲထုတ်ပြီးတော့ပါ resist surgery တခုလုံးလောက်လိုက်ပါတယ်အဆိုရင်တော့ဖီလာထိုးထည့်ဆရာမလို့တော့ပေါ့နော်အဲ့ဒါကြောင့်တမြစ်ထာလောက်ပြလိုက်ပါတယ်အရင်တော့ကဆေးပဲထိုးပါတယ်လုံးဝမပြေပါဘူးဒါကပထမဦးဆုံးအခောက်ပြပါတယ်နှာခေါင်းပဲ ပေါင်းကြိမ်ရောက်ဖြစ်သွားလေးကြိမ်ရောက်ဖြစ်သွားတယ်ပေါ့နှာခေါင်းကနေလွယ်ပြီးတော့မှကြာတာဘာတစ်ခုမှကွဲစိတ်ထားခြင်းမရှိဘူးဆေးထိုးတယ်ဖေလာထိုးတယ်ဘူတော့ထိုးတယ်ဒါပါပဲလောက်ပါတယ်ကြာတာကတော့ဒါပဲပထမဦးဆုံးအဲ့ဒါတစ်ခုလုံး plastic surgery လောက်တာဖြစ်ပါတယ်တချို့ company တွေမှာဆိုရင်လည်းလူသားပေါ့နော်ယာယီပဲပြောကြပါတယ်ခွဲစိတ်ခွဲစိတ်ရမယ့်ပတ်စံတွေကိုအများကြီးကောက်ခံပြီးတဲ့ပတ်စံတွေကိုလှူလိုက်ပါလားဆိုတော့ပြောတဲ့သူအကုန်လုံးပေါ့နော်။ Okay ဆက်ပြောပြရမယ်နော်။ဆက်အလောက်လောက်ပြီးရလာတဲ့ပတ်စံအဖေမေပေးတယ်။ တခုကကြတော့ဆန်းဝတ္တနာပါတဲ့ဟာလောက်ပို့ရယ်တခုကကြတော့လှူဖို့အတွက်ရယ်เนาะဆန်းဆန်းကခွဲထားပြီးသားအဲ့ဒါကြောင့်မို့ဒါကဆန်းရဲ့ရေမှန်းချက်ဖြစ်တဲ့ဆန်းအရင်တုန်းကခွဲစိတ်ချတဲ့ဟာလေးကိုဆန်းကရေမှန်းထားရရှိတဲ့အတွက်ကြောင့်မို့အခုချိန်မှာဆန်းကလောက်ပါတယ်ဆန်းလောက်နိုင်လို့လောက်တယ်เนาะအဲ့ဒါကြောင့်မို့အခုဥမာပြောပြမယ်ဥမာလူတယောက်မှာအုပ်မှာပထားလိုက်ပါတော့မမတို့ဆိုရင်လေပတ်စံရလို့ရှိရင်တော့ဝါဆက်တမိုးဝဲဘူးလား ပယ်တယ်မှာဖြတ်ဘူးလားစပယ်တယ်မှာကောက်ဘူးလားအဲကောက်မှာပေါ့လှူတဲ့လှူကတိလှူတဲ့ပတ်စံကတိတက်စပယ်ကောက်ဖြောက်တဲ့ဟာကတိတက်နော်ဆိုတော့စာဝတ်နေရေးအတွက်ကတိတက်အစမ်းလည်းအလိုပဲစားတော့လည်းအလိုပဲနော်စာဝတ်နေရေးကတိတက်လှူရဲ့ပတ်စံကတိတက် နော်အော်တော့တော့ကို့အလှပြင်ဖို့တတိတာဒါအဆန်းအလှပြင်တယ်လေကို့အလှကို့ပြင်နေခြင်းနဲ့တယ်လေဘဝမှာဒါကို့ကိုစုချတဲ့အနေနဲ့ကို့ဘဝမှာစိတ်ချတာတယ်ကျင်တတ်တယ်အဲ့တော့ကြောင့်ဘို့ဝတ်ကြည့်လိုက်တာဝတ်ကြွေတယ်ပါတယ်ဒီလိုမျိုးဝတ်ကြွေရလေပတ်စံသိန်းထောင်ချီရှိနေမှာလုံလို့ရမှာနော်ဒီဝတ်ကြွေရတချို့ကကြတော့ကိုယ်ကမဲနေတာကြတော့သူများကိုလေသူများဒီလိုမျိုးလောက်တာတွေ့တော့ဟောအာဗာလေ ငွေစင်ပေးပေးထားတာအာဘာလို့ပြန်လို့လာလဲမသေးသေးဘူးလားအိုးစိတ်သက်တွေအရင်ကြောက်ဖို့ကောင်းတာတော့တော်တော်ကြောက်ဖို့ကောင်းတာပြောပြမယ်နော် ကောင်းတာလုပ်ရင်ကောင်းတာရမယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်အဲ့တကြောင့်မို့ဆိုင်ကဘသူ့ကိုမှထိခိုက်တာမလုပ်ဘူးဒါကိုဘဝကိုကိုစိတ်ကြိုက်ကိုလောက်ခွေရှိတယ်เนาะအဲ့တကြောင့်မို့တချို့ဟာပြောနေတော့ comment ထဲမှာဘာညာလဲပြောတဲ့ဟာတော့ကိုမကောင်းတာလုပ်ရင်ကိုမကောင်းတာပြောရင်ကိုကိုပဲထိမှာပါအဲ့ဆိုတော့ဆိုင်ကအေးဆေးပါပဲဆိုင်ကဘသူ့ကိုမှထိခိုက်အောင်မလုပ်ဘူးဖြစ်တော့တော့ကြောင့်မို့ကိုကိုအေးဆေးပါပဲ Okay. Thank you, bye. See you, morning, bye. Bye, bye. ဟုတ်ကဲ့ပါမြို့လူရေမွေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှိဆယ်လီနီဆန်ကတော့ခန္ဓာကိုယ်ကအစီအတင်နေရိုးတွေထုတ်ပြီးတော့မျက်နှာတစ်ခုလုံးကိုခွက်စိတ်ပြပြင်းပြီးတော့ချပြလာတာပဲဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝေဖန်တိုက်ခတ်တဲ့သူတွေလည်းအရင်ကမှများနေပါတော့ဒါကြောင့်မလို့ဆယ်လီနီဆန်ကသူ့ရဲ့ပတ်စံနဲ့ကိုယ်တိုင်ရှာပြီးတော့သူ့ကိုယ်သူစွတ်ချရလို့လည်းပြောတယ်ရှိဆယ်လီနီဆန်ကတော့မြန်မာနိုင်ငံမှာအပြုတ်ပြင်းနိုင်ဆုံးလူသားလို့လည်းပြောလို့ရမှာပါတော့ချီတဲ့အမျိုးတွေလည်းဘူးတူတာရအောင်လို့ပြန်လဲမြောက်လဲချိန်မဲ့ဖြစ်ပါရဲ့ရှိအခုချစ်နေတဲ့အမျိုးတွေလည်းပတ်စံတွေရလာပြီဆိုလို့ရှိရင်ကိုယ်ကိုယ်စွတ်ချဖို့မမိနဲ့နော်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်တဒါ